ိုင်ငံကျော်မင်းသမီးတွေကိုပလက်ပြီးစင်ကယ်မာလာတွေကိုမှတက်တက်လို့ရှိကြတဲ့မင်းသားကျော်တို့ဦးလိတ်တများလုံးပဲမင်္ဂလာပါရှင်မြမလူအတိုင်းဝိုင်းမှတော့အများအပြားလူပြိုတယောက်ကအပြိုစင်တယောက်ကိုလက်ထပ်တာကိုပဲတဘွားကြပြီးတော့တင့်တော်တယ်လို့ယူဆတတ်ကြပါတယ်အကယ်၍များလူပြိုတယောက်ကကလေးတယောက်တို့မဟုတ်နှစ်ယောက်အမီအင်တောင်ခွဲစင်ကယ်မာရာတူကိုလက်ထပ်မိသွားပြီဆိုရင်တော့နင့်နာတယ်မားတယ်ဆိုတဲ့အမြင်တွေနဲ့ဝေဖန်တတ်ကြတာမျိုးတွေရှိပါတယ်ဒါပေမဲ့အရှိစစ်မှတော့ အပြုတ်တစ်ခုလကလေးအမေဆိုတဲ့အခေါ်ချမှုတွေရှိမနေပါဘူးနှလုံးသားတစ်ခုရဲ့နားလည်မှုကတည်းကအဓိကကြပါတယ်ဒီဗီဒီယိုထဲမှာတော့ရုပ်ရည်ချောမောခန့်ညံပြီးတော့ဒိတ်တအခိုင်အမာရရှိထားတဲ့နိုင်ငံကျော်မင်းသားချောတွေဖြစ်ပေမဲ့လူတွေရဲ့တမတ်ရှိတွေကိုဂရုမစိုက်ပဲစင်ကယ်မာလာတွေကိုမှနားလည်မှုအပြည့်နဲ့တစ်ထပ်ယူခဲ့တဲ့မင်းသားချော၃ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါနံပါတ်3စိုးတူအချိန်ကမြမဗီဒီယိုလောကမှာ ပြိုတိုင်းကြိုက်တဲ့အနှင်းစီခံလို့တင်စားခေါ်ဝဲခြင်းခံရတဲ့ထိတ်တန်းမင်းသားတို့ကတော့ဆိုတူပါပဲသူရဲ့ခံညာတဲ့ရုပ်ရည်ကြာရဇာရုပ်ကိုပြပြအောင်တရုပ်ဆောင်နိုင်မှုနဲ့နာမည်ကျော်တိတိရှိများစွာကြောင့်ယနေ့ထက်တိုင်ပိတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူပါဒီလိုအောင်မြင်မှုတွေနဲ့ပြည့်စုံနေတဲ့မင်းသားကြီးဆိုတူကလက်ရှိမှာ single မာရာတူဖြစ်တဲ့ထိတ်တန်းမင်းသမီးကြီးဆိုမြန်နန္ဒာနဲ့တထထားတာဖြစ်ပါတယ်သူတို့နှစ်ဦးရဲ့အိမ်တောင်ရေးမှာပို့ပြီးတော့လေးစားပို့ကောင်းတာကတော့မင်းသားကြီးဆိုတူဟာဆိုမြန်နန္ဒာရဲ့တားလေးမြတ်သုံးမောင်ကို ့ရဲ့ရင်တွေးအရင်တယောက်လို့ရှိခင်ဆောက်ချောင်းနေတာပါပဲဒါလေးရဲ့ပညာရေးအတွက်အမေရိကန်နိုင်ငံမှာကြောင်းထားပေးတဲ့အထိတာဝန်ယူဆောက်ချောက်ပြီးတော့အယံကိုနှွေးထေးတာရတဲ့မိသားစုဘဝတစ်ခုကိုတည်ဆောက်ထားတာဖြစ်ပါတယ်နံပါတ်2အောင်ရီရှန်အမာတူဘိုးရုပ်တံဇာလန်းတွဲတွေကနေတစ်ဆက်ဗိဒ္ဓတွေရဲ့အားပေးမှုကိုရရှိပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရရှိလာတဲ့မင်တာအောင်ရီရှန်ကလည်း single မာတော့ကိုမှလက်ထပ်ထားတာပါ အောင်ရီရှန်က ရုပ်ရည်ချောမောပြီးတော့အယံမောင်းကောင်းမွန်တာကြောင့်မင်းကလေးပြိတ်အသက်ဆွဲမင်းသားတယောက်ပါဒါပေမဲ့အောင်ရရှမ်းကလည်းသမီးလေးတယောက်ရဲ့မမေဖြစ်တဲ့စင်ကယ်မားသားမမခိုင်မာဝင်းနဲ့တစ်ထပ်ပြီးတော့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်သူရဲ့ဇနီးမခိုင်မာဝင်းကလည်းရခိုင်တိုင်းရင်တူလုပ်ငန်းရှင်တစ်ထည်မှကြီးတူဖြစ်တယ်လို့ရုပ်ရှင်ဇာကားကြီးတွေထုတ်လုပ်တဲ့ထုတ်လုပ်သူတူလည်းဖြစ်ပါတယ်ဒါကြောင့်သူတို့နှစ်ဦးဟာအနုပညာအလုပ်တွေမှာရောစီးပွားရေးမှန်ပါရှေ့သွားနောက်လိုက်နေပြီးတော့ တယောက်ကိုတယောက်အပြန်လာနားလည်မှုတွေနဲ့တိစောက်ထားတဲ့မိသားစုလည်းဖြစ်ပါတယ်။နံပါတ်1အောင်ရဲလင်းလက်ရှိအနုပညာလောကရဲ့ထိတ်တန့်မိသားတို့ဖြစ်ပြီးတော့ main clay plate တွေရဲ့အသေးဆွဲမိသားရှော့အောင်ရဲလင်းပါ။ဒီလိုအောင်မြင်မှုတွေအထွေထိပ်မှရှိနေတဲ့အောင်ရဲလင်းကမန္တလေးမြို့ကဟိုတယ်လုပ်ငန်းရှင်တစ်ထိပ်မှရှိတူဖြစ်ပြီးတော့ကလေးတယောက်ရဲ့အမေဖြစ်တဲ့ single မသားတို့နဲ့လက်ထပ်တော့မယ်လို့အနုပညာတိုင်ဝမ်ကနေတည်ရပါတယ်။ဒီတည်င်းကြောင့်ပဲသူ့ကိုရှိတဲ့ပြုံမွေတွေအသေးကွဲခဲ့ရပေမဲ့ အောင်ရဲလင်းကတော့သူရဲ့ရှစ်တူနဲ့အတူအယံကိုတာယာပြောချင်တဲ့အရှိရေးတစ်ခုကိုတိဆောက်ထားနိုင်ခဲ့ပါတယ်။ဒီမင်းသားချော၃ယောက်ကတော့အရှိဆိုတာလူတွေတမတ်ထားတဲ့စီးပောင်တွေထက်နှလုံးသားနှစ်ခုရဲ့နားလည်မှုရှိချင်းမြတ်တာနဲ့တိဆောက်ရတာဖြစ်တဲ့ဆိုတာကိုတတိပြတ်သားခဲ့သူတွေဗိတ်တာကြီးတို့ကရောရုပ်ရည်ရှော်မောပြီးတော့အောင်မြင်နေပေမဲ့ single မားလာတွေကိုမှဘဝလက်တွဲဖို့အဖြစ်ရွေးချယ်ခဲ့တဲ့ဒီမင်းသားတွေရဲ့အရှိရေးပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတာမှတ်ရှိပေးခဲ့ပါအောင်နော်။ ပြစ်ချုပ်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။